တော်တော်ရင်းနှီးတဲ့တန်ငယ်ချင်းဖြစ်တော့ဂတိကာရဇောတိပါဠိကိုခေါ်တယ်တန်ငယ်ချင်းဇောတိပါဠိဖះကြောင်းတော့သွားရအောင်ဖះကြောင်းကအနီးနီးလေးပဲဖះကြောင်းသွားပြီးတော့ဖះကိုနဲ့ဖះစီကတရားနာရအောင်လို့ခေါ်တာဇောတိပါဠိကဘာပြောတော့ဆိုအာတန်ငယ်ချင်းဒီကဒုံးနေစီသွားလို့ဘာရမလဲကဒုံးနဲ့တော့ခေါ်တာဘုံတကား ဖျားစီသွားဖို့ခေါ်တယ်ဟိုလူကမလိုက်ဘူးမလိုက်ဘူးအဲ့ဒါတော့စဉ်းစားကြည့်နော်တရားပွဲခေါ်လို့လည်းလိုက်ချင်မလိုက်ပါနော်အဲ့ဒီမှာအဲ့ဒီမလိုက်တဲ့လူကဘယ်သူတုံးဆိုတာဂေါရမမြတ်စွာဘုရားရဲ့အလောင်းအဲ့ဒီချိန်တော့ဇောတိပါဠိဆက်ပုံနော်အေးမလိုက်ဘူးဘာဖြစ်လို့ဖျားနဲ့ဝေးနေတာတော့သူကိုယ်တိုင်ဖျားဖြစ်မဲ့ပုံကိုဖျားတဲ့တယ်မလို့ဝေးနေတာတော့ လောလောဆယ်သူ့ရဲ့ပတ်ဝန်းကျင်ကဖရာတရားမကြည်ညိုတဲ့အမျိုးမှဖြစ်နေတာဟုတ်ဒါလည်းတတိထားရမယ်နော်တခါတရံကိုကိုတိုင်ကမယိုးခလာမိကောင်းဖခင်သာသမီဖြစ်လို့သရတရားလေးအထိုက်အသင့်ရှိနေတာကိုအထင်မကြီးနေနဲ့ဒီဘဝမှာအခိုင်မှမတိဆောက်ဘူးဆိုလို့ရှိရင်နောက်ဘဝဟာလွယ်လွယ်ကူကူလေးနဲ့ပြောင်းလဲသွားမှာဒီစိတ်တက်ကလေးတွေအဲ့ဒါကြောင့်မို့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာ ဒီမှန်ကန်တဲ့စိတ်ဓာတ်ကလေးတွေကိုခိုင်ခိုင်မာမာတည်ဆောက်ထားဖို့လိုအပ်တယ်။ဒသနမူလိကသတ္တာအတိညာဉ်ကိုအခြေခံတဲ့သရတရားသောတပတ္တိမက်လို့ခေါ်တဲ့အတိညာဉ်ကိုအခြေခံတဲ့သရတရားမျိုးရအောင်တည်ဆောက်ထားမှသာမြဲတယ်။မဟုတ်ဆိုရင်မမြဲဘူး။ကြည့်။ဘုရားအလောင်းကတ္တဝဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားအလောင်းနော်။ဖះကြောင်ခေါ်တော့ဗာပြောမလိုက်ချင်ပါဘူးတဲ့ဒီကရုံးယုတ်တည်းစီ တယ်လို့ပြောတာအဲ့ဒါနဲ့တငယ်ချင်းလှုပ်တဲ့လူကလည်းတော်တယ်ဒါဖြင့်တငယ်ချင်းကြောင်းသွားဘူးဆိုရင်ဒီနေ့တို့မြစ်သွားပြီးရေချိုးအောင်အာရေချိုးအောင်ဆိုအလွယ်တကူလိုက်သွားတယ်ခုခေတ်လည်းတူတူပဲစားတော့ဆိုင်သွားအောင်ဆိုလိုက်ပဲနော်ခေါင်းတိသွားရအောင်ဆိုလည်းလွယ်လွယ်ကူကူပဲနော်လက်ဖိတ်ဆိုင်သွားရအောင်ဆိုရင်ရောမလိုက်မလိုက်ပြီဘူးလားအေးတရားပွဲသွားရအောင်ကြောင်းသွားရအောင်ဆိုရင်တော့မအားသေးဘူး အလုံးမအားသေးလို့ဒီနေ့ဒီလိုတွေရောမတွေ့ရဘူးလားတွေ့ရတယ်ဒါအပြစ်ပြောစရာ မဟုတ်ဘူးဘာဖြစ်လို့တုန်းဆိုတော့တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုကဒီလိုရှိတာအဲ့တော့ဒီလိုရှိတာကိုတချို့ကထင်သေးတယ်တို့ကတော့ပါရမီနုနေသေးလို့နောက်ပါရမီရင့်လာရင် ဖြစ်လိမ့်မယ်လို့ဒီလိုထင်တာမဖြစ်ဘူးဘယ်တော့မှလည်းရင့်လာမှာမဟုတ်ဘူးခုကတည်းကမလေးကျင့်လို့ရှိရင်ဘယ်တော့မှရင့်လာမှာမဟုတ်ဘူး ပြောကြတယ်မို့လားနေဖန်ဆိုရင်တိတ်နောက်ကျသွားပြီ tomorrow will be too late အဲ့တော့နောက်ဘဝဆိုရင်တိတ်နောက်ကျသွားပြီဒီအခြေအနေမျိုးကိုရကြမှာရမှာရထားတဲ့အခြေအနေခေါင်းလေးမှာကိုလို့ဆရာရှိတာတွေကိုပြီးပြီးပြင်းပြင်းဖြစ်အောင်အခိုင်အမာဖြစ်အောင်တည်ဆောက်ထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်သာသနာတော်နဲ့လည်းကြုံတွေ့နေတယ်ခရီးတရားတွေလည်းနိုင်ယူပေးရနေတယ်ဒီချိန်လေးမှာ ဟိုကိစ္စဒီကိစ္စအကြောင်းပြပြီးတော့မလုံမိဘူးဆိုလို့ရှိရင်ဒီဘဝဝေးတာတဲ့နောင်ဘဝကျပိုဝေးသွားမှာနီးလာမယ်လို့တော့မအောင်မေ့နေနဲ့ဝေးသွားဖို့ပဲရှိတယ်ဖះလောင်းအရင်မှရစ်တောင်ဖះကြောင်ခေါ်လို့မရဘူးเนาะအဲ့ဒါနဲ့တန်ငယ်ချင်းဆိုတာကောင်းတဲ့ဘက်ကိုမရရအောင်ခေါ်တယ်သူကကဲရေချိုးသွားရအောင်ဆိုတော့လိုက်တယ်အဲ့ကြတော့လွယ်လကူနဲ့ပဲရေသွားချိုးတယ် နေရောက်သားရေပါချုပ်ပြီးတဲ့အခါကျမြစ်စိတ်ကနေတက်လာအဲ့ဒီတက်တဲ့အခါကျတော့ဂတိကာရကပြောပြတယ်တငယ်ချင်းဇောတိပါလားဟောမယ်ဖခင်ကြောင့်ဒီနားလေးပဲညင်းနည်းလေးတို့သွားရအောင်လိုက်ခဲ့အာဘာလို့လိုက်မှာမလိုက်ဘူးဆိုတော့ဟိုလူကနောက်တစ်ခါထပ်ပြောတယ်မဟုတ်ပါဘူးတငယ်ချင်းဟာဖခင်ကြောင့်သွားရအောင်မှာလိုက်ခဲ့ပါလို့ဆိုတော့မလိုက်ဘူး မင်းမလိုက်လို့မရဘူးဆိုပြီးပစိုးစားဆွဲကင်အဲ့ကြမရဘူးလိုက်မယ်လိုက်ရအဲ့ဒါလေဟိုလူကလက်ကိုတွန်းပြီးတော့ပစိုးစားယုံတယ်မလိုက်ဘူးတဲ့နောက်တစ်ခါထပ်ခေါ်တယ်ထပ်ခေါ်တဲ့အခါကျတော့ဂတိကာရဥရင်းတဲ့ကြီးကခွန်အားပလာလဲအမတန်ကောင်းတာဇောတိပါလာရဲ့ဇဒုံကိုဆွဲပြီးတော့တကယ်ချင်းမင်းလိုက်မှလားမလိုက်ဘူးလား ဆပင်ဆွဲခေါ်တော့တာအဲ့ကြာနော်အဲ့ဆပင်ဆွဲခေါ်တဲ့အခါကျတော့ဟိုလူကလည်းစိတ်တက်ဖရားလောင်းဆိုတော့စိတ်တက်အမတန်ကောင်းတယ်ဖရားလောင်းနေရစိတ်မယုံမှာမယုံမှာဘူးအထင်မြင်လေးတော့သူတို့မှားချင်မှားနေလိမ့်မယ်စိတ်ယုံမှာမရှိဘူးအတွေးလဲမလွဲတတ်ဘူးဖရားလောင်းနေရအဲ့ဒါဟာဖရားလောင်းရဲ့စိုင်းရည်တတ္တိပဲဆပင်ဆွဲခေါ်တဲ့အခါကျတော့ကြံတဲ့လူဆိုရင်ရံဖြစ်တော့မှာပဲမဟုတ်လား မင်းငါးစပင်ဆွဲရမလားမင်းစော်ကားလာကြီးလားဆိုပြီးတော့အဲ့ဒီနေရာတွင်ပဲရံပွဲဖြစ်တော့မှာသူကဘယ်လိုစဉ်းစားလိုက်တုံးဆိုဩဥဒိန်းတယ်ဆိုတာဗျမနာတွေနဲ့စားလို့ရှင်အမတန်ဇက်ကနှိမ့်တယ်ပေါ့အိန္ဒိယမှာဒါဇက်နှိမ့်လို့ခေါ်တယ်ဇက်နှိမ့်ဆိုရင်အန်တက်ချေဖို့ထိတော့မထိရဘူးသူတို့ကအခုလို့သပင်ကင်ဖို့ဆိုတာအမတန်အဝေးကြီးအဲ့တော့သူ့စိတ်ထဲမှာဘယ်လိုတွေးတုံးဆိုတော့ ဟောငါသဘင်တောင်ဆွဲခေါ်တယ်ဆိုတော့တကယ်ကိုအကျိုးရှိလို့ဖြစ်လိမ့်မယ်ငါတငယ်ချင်းကဟောသူတွေးပုံကအဲ့လိုတွေးတာနော်မှန်ကန်တဲ့အတွေ့ငါတငယ်ချင်းကငါကိုဒီလောက်ထိအောင်စုဒီလိုငါသဘင်တောင်ဆွဲခေါ်တယ်ဆိုတာဟာတာမန်တော့မဟုတ်ဘူးတကယ်အကျိုးရှိလို့ဖြစ်လိမ့်မယ်ဆိုတော့တငယ်ချင်းမင်းငါသဘင်တော့မဆွဲနဲ့လွတ်ငါလိုက်မယ်ဆိုပြီးဟောလိုက်သွားတယ် ဖျားစီလဲရောက်ရောဖျားကတရားဟောတယ်။ကတ္တမမြတ်စွာဘုရားတရားဟောတဲ့အခါကျတော့ဖျားတရားဟောလိုက်တဲ့အခါကျတော့လေညာမတန်ထက်တဲ့ပုဂ္ဂိုလ်ဆိုတခါတည်းသဘောပေါက်သွားတယ်။ပေါက်သွားတာအင်းကိုမပြန်တော့ဘူး။ဖျားစီကနေဆင်းလာတဲ့အခါကျတော့ဂတိကာရကိုပြောတယ်။တန်ငယ်ချင်းမင်းဒီတရားတွေနားနေရတဲ့အတန်းနဲ့မင်းဘာဖြစ်လို့သင်္ကန်းမို့ထားတော့သူကပေးတယ်။ဇောတိပါလား။တန်ငယ်ချင်းမင်းဘာလို့သင်္ကန်းမို့ထားတော့ဆိုတော့ ဂရိကာရပြန်ပြောတယ်တကယ်ချင်းနဲ့မင်းလည်းအတိပဲတဲ့ငါမှအဖေအိုးအမေအိုးနှစ်ယောက်ရှိတယ်သူတို့ကမျက်စိလည်းမမြင်ကြဘူးငါမလှုပ်ကြွေးရင်ဘယ်သူလှုပ်ကြွေးမှာတော့အမေအဖေတွေလှုပ်ကြွေးဖို့အတွက်ငါသင်္ကန်းမောနိုင်တာပါပြောတဲ့အခါကျအေးအဲ့ဒါဆိုလို့ရှိရင်လည်းဟုတ်တယ်ငါကတော့အိမ်မပြန်တော့ဘူးကွာသင်္ကန်းဝတ်တော့မယ်ချက်ချင်းပဲဆုံးဖြတ်ပြီးတော့ဖះစီပြန်ဝင်ပြီး ရံဖြစ်ခွေတောင်းတာအဲ့ဒီဘဝမှာဘုရားလောင်းရံရံဖြစ်သွားပါတယ်ဂေါရဝမြတ်စွာဘုရားလောင်းအဆိုရှိတယ်မို့လားဗျာဒိခံခဲ့တာ24စုရှိတယ်ထင်မယ်ဘုရားယဟန်ဖြစ်ခဲ့တာ9ချိန်ပဲရှိတယ်လို့ပြောကြတယ်နော်ကိုယ်ကပဲဘုရားဖြစ်ယဟန်ဖြစ်ခဲ့တယ်တဲ့ဘုရားနဲ့တွေ့တဲ့အခါအခါပေါင်းဟာ24ချိန်တွေ့ခဲ့တယ်ပေါ့ဘုရား24စုအာ2ချိန်ရှိစုလို့ဂဏိပူဇော်နေကြတာအဲ့ဒီဟာကိုရည်ညွှန်းတာ မြတ်စွာဘုရားဂေါရမမြတ်စွာဘုရားအလောင်းဂျာတိခံခဲ့တာက24စုအဲ့ဒီထဲမှာဂေါရမမြတ်စွာဘုရားထည့်လိုက်တဲ့အခါကျတော့25စုမဖြစ်ဘူးလားအဲ့ဒီ25စုထဲမှာဘာထပ်ထည့်လိုက်တုံးဆိုတော့ဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာတဲ့ပွင့်တဲ့ဘုရား3စုရှိတယ်တဏှင်ကရာတဲ့တရဏင်ကရာတဲ့မေထင်ကရာတဲ့ ဒီပင်ကရာမြတ်စွာဘုရားအရင်ကတကဘာထဲမှာပွင့်တဲ့ဖရာသုံးစုကိုထတ်ထည့်လိုက်တဲ့အခါကျတော့နှစ်ချိတ်ရှစ်စုဖြစ်တာပေါ့အဲ့ဒါနှစ်ချိတ်ရှစ်စု ကိုးကွယ်တယ်ဆိုတာအဲ့ဒါအဓိကကတော့ဂေါရမဘုရားအလောင်းပြတဲ့ခံခဲ့တဲ့ဖရာတွေပဲအဲ့ဒါ